စောမော်လာဟာပင်ကိုကဘာသာတရားကိုင်းဆိုင်တဲ့သူဖြစ်တာမို့တရဏာပြုလုပ်ငန်းတွေကိုမင်းကြီးနဲ့အတူလိုက်ပါဆောင်ရွက်ပြီးကုလိုယူခဲ့ပါတယ်။စောမော်လာကိုတနေ့တခြားအနောယထာမင်းကြီးကချစ်ခင်အေးပေးဆက်ဆံမှုတွေကြောင့်မလို့တခြားတော့မိဖုရားနဲ့မောင်မမိတ်တန်တွေဟာအနာလိုဝန်တိုမုန်းတီးကြတာပေါ့။မင်းကြီးအနာကနေစောမော်လာကိုပယ်ထုတ်ခံရအောင်အောက်ကြံကြတယ်။စောမော်လာရဲ့နှောင်းတော်ကဓာတ်တော်မွေတော်တွေကိန်းအောင်နေရတဲ့အတွက် ထွန်းတောက်ရောင်ကြီးတော်ကုမျိုးတာကို ကွက်အဖြစ်စူးစမ်းပြီးတော့ဆုံးတောက်တာဆိုပြီးတော့သောမွန်လာကိုသုံးကဝေမှာတူဖြစ်တယ်ဆိုပြီးမင်းကြီးကိုခုံတိုက်လျှောက်ထားကြတယ်ဒီလိုနဲ့နောက်ဆုံးတော့အနောရထာမင်းကြီးကိုယ်တိုင်ထင်တော်လွဲမှားပြီးတော့သောမွန်လာကိုနောက်ပါနောက်ပါချမ်းရံတွေနဲ့မောထာနေကို ပြန်စည်းလို့အမိန်ထုတ်လိုက်ရပါတယ်